အလုံးမင်္ဂလာပါဗျဒီနေ့က2025နိုဝင်ဘာလ28ရက်နေ့ဖြစ်ပါတယ်နော်ဒီနေ့လိုင်းပေါ်မှာအငင်းကုံဖြစ်နေတဲ့ပါဠိစာပေစကားတွေကိုယူသုံးခွင့်ရှိတယ်ဘာသာတိုင်းကယူသုံးခွင့်ရှိတယ်ဆိုတော့ပြဿနာဘောတော့နည်းနည်းလေးပြောပြခြင်းတယ်အဲ့ဗုဒ္ဓဘာသာဘက်ကတချို့သောဘုန်းကြီးတွေတချို့သောဘုန်းကြီးလူရက်တွေကအစပါဠိစကားကဘယ်ဘာသာပဲဖြစ်ဖြစ်ယူသုံးခွင့်ရှိပါတယ်လို့ပြောလာတဲ့အတွက်ဒါလေးကိုနည်းနည်းဖြေရှင်းခြင်းတယ်ပါဠိစကားဒီ ဗုဒ္ဓဘာသာယဉ်ကျေးမှုကိညာရက်တစ်ခုတည်တံ့ဖြစ်တယ်။ကျန်တဲ့လူကယူသုံးရင်အတိတ်ပဲလုံးဝမတူဟန်။အဲ့ဒီခေတ်အဲ့ဒီကာလမှာမြတ်စွာဘုရားဟောခဲ့တဲ့တရားတွေဒီမြတ်စွာဘုရားကစကလုံးတွေကိုတည်တံ့အတိတ်ပဲပေါ်ဆောင်ခဲ့တဲ့တရားတွေတုတ်တန်ဒေသနာများစွာမှာရှိတယ်။ ဥပမာအနေနဲ့ပြောမယ်ဆိုပရိစ္ဆာသမုပ္ပါကြီးကိုဟောတဲ့နေရာမှာအဝိဇ္ဇာဆိုတာငါဘုရားကဘာကိုပြည့်ညက်တာအဝိဇ္ဇာအဝိဇ္ဇာလို့ပြောတယ်အရှင်ဘုရားအဝိဇ္ဇာဆိုတာဘာလဲလို့မေးတယ်မင်းအဝိဇ္ဇာဆိုတာဘယ်ကနေဘယ်ချိုငါအဝိဇ္ဇာလို့ပြည့်ညက်တယ်ဆိုတော့ဘယ်ဆိုဘုရားကစကလုံးတစ်လုံးရဲ့အနတ်အဓိပ္ပာယ်ကိုတည်တံ့ဖော်ဆောင်ခဲ့တာအဲ့တော့ချင်းရဆန်နှပါးတစ်လုံးမှာရှိတဲ့အကြောင်းအရာတွေကိုလောကလို့မေးလိုက်ရင်လောကဆိုတာကဘာဒီလိုမျိုးတည်တံ့အဓိပ္ပာယ်ဖော်ဆောင်ခဲ့တဲ့စကားတွေဖြစ်ချင်းကြောင်းမြတ်စွာဘုရားရဲ့တည်တံ့စာပေပညာရဲ့တည်တံ့တစ်ခုဖြစ်တယ် အဲ့ဒီအတွက်ဒီစကလုံးတွေကိုယူသုံးရင်အတိတ်ပဲဒီအနက်ဒီကတူကိုမတူနိုင်စရာအကြောင်းမရှိဘူးတူနိုင်စရာအကြောင်းမရှိတဲ့အတွက်ဒီစကလုံးတွေကိုယူသုံးခြင်းကအတိတ်ပဲကိုကရောမိမိတို့ရည်ရွယ်ချက်ကိုကမကောင်းတဲ့စိတ်ရှိနေတာအဲ့တော့အနတ္တဝါရနဲ့အတ္တဝါရသည်ဗရာတလန်တန်တလန်ပဲအယူဝါဒတွေအစဗရာတလန်တန်တလန်ပဲအဲ့တော့စကလုံးတွေရဲ့အနတ္တိတ်ပဲကလေတူစရာအကြောင်းရင်းဘာတစ်ခုမှမရှိဘူးအဲ့ဒါတွေကိုယူသုံးခြင်းသည် တမင်းတကာရည်ရွယ်ချက်ရှိရှိစော်ကားတိုက်ခိုက်ခြင်းလို့ကိုယူသုံးတာဖြစ်တဲ့အတွက်ယူသုံးခြင်းကိုကျုပ်တို့ကန့်ကွက်တာဟုတ်ပြီနော်အာဒါကမာဂရီဘာသာစကားမို့လို့လူတွေစပြောခဲ့တဲ့စကားမို့လို့ယူသုံးတယ်ပြောတင်တယ်ဆိုတဲ့စကားမျိုးကိုပြောလာကြတာဒီတွေ့ရတယ်ဖုန်ကြီးတွေကိုနိုင်ကွာပြောလာတာဖြစ်တယ်ဒါသည်မာဂရမာဂရီဘာသာစကားလည်းမဟုတ်ဘူးအဲ့ဒီအချိန်မှာအိန္ဒိယမှာကျင့်သုံးနေတဲ့စကားက16မျိုး18မျိုးလောက်ရှိတယ်2မျိုးနဲ့သုံးတာမဟုတ်ဘူးနေရလက်ရှိမြန်မာပြည်မှာ ဟာလာဗမာစကားတစ်မျိုးတည်းကိုပဲအညာမှာတုံးတဲ့စကားလုံးနဲ့ထိုင်းမှာဗိမ့်မှာတုံးတဲ့စကားလုံးတဝဲမှာတုံးတဲ့စကားလုံးအနတ်အိပယ်မတူဘူးစကားကဗမာစကားပဲဒါပေမဲ့အနတ်အိပယ်ကြီးမတူဘူးလေးဦးလေးသိန်းကြီးမတူဘူးဟုတ်တယ်နော်အဲ့ဒီအတွက်မြတ်စွာဘုရားကတီးတန့်စကလုံးအနက်နဲ့ပြည့်စုံသောတရားနဲ့ပြည့်စုံသောမြတ်စွာဘုရားဟောတိုင်းဟောတိုင်းမှာတရားတွေကအစအကြီးကောင်းကြီးအလေကြီးကောင်းကြီးအဆုံးကြီးကောင်းကြီးဆိုတဲ့ကောင်းကြီးနေနဲ့လည်းပြည့်စုံနေ တလာနဲ့လည်းပြည်စုံနေအနက်နဲ့လည်းပြည်စုံအဲ့ဒီအတွက်သကလုံးတိုင်းသကလုံးတိုင်းကိုတီးတန့်ထားတာမဟုတ်ဘူးဒီသကလုံးတွေကိုတီးတန့်ဖို့အတွက်တရားတွေနာတယ်နာမှဒီစကားရဲ့အနက်အဓိပ္ပာယ်တီးရတာဘုတ်တော်လေးရဲ့တက်ကရရနဲ့ပတ်သက်လို့လည်းဖြည့်ရှင်းပြီးသွားပြီသကလုံးကိုကောက်ပြီးတော့မူလအဓိပ္ပာယ်ကိုပြန်လို့မရဘူးမြတ်စွာဘုရားကဥပါဒဏ်နဲ့ခန္ဓာ၅ပါးကိုတက်ကရရလို့ပြောတယ်ဆိုရင်ဥပါဒဏ်နဲ့ခန္ဓာ၅ပါးကိုပဲကောက်ရတယ်ဥပါဒဏ်နဲ့ခန္ဓာ၅ပါးတည်ပင်လေဥပါဒဏ်လားလို့မေးတဲ့အခါမှာဥပါဒဏ်နဲ့ခန္ဓာ၅ပါးတည်ပင်လေဥပါဒဏ်မဟုတ်ဘူး ဥပါဒံနဲ့ခန္ဓာ၅ပါးကိုဆွဲလန်းတတ်မှတ်တာကိုဒါဥပါဒံလို့ခေါ်တယ်ဒီလိုမျိုးရှင်းပြတဲ့အတွက်ဥပါဒံနဲ့တဏှာရဲ့ဈာထဲမှာဥပါဒံနဲ့ခန္ဓာကရှိနေတာအဲ့ဒီသဘောတရားတွေကိုနားလည်အောင်လို့မြတ်စွာဘုရားရဲ့တရားတွေကိုများစွာနားရတယ်အဲ့တော့စကလုံးတစ်လုံးရဲ့အတိတ်ပဲကိုဒါရိုက်ယူလို့ရတာမရှိဘူးတချို့ဟာတွေကပါဠိတစ်ချက်အနက်ဆွဲဒီဆိုတော့ဒီနေရာမှာတုံးတယ်အရှိကစကားစက်နဲ့ပေါင်းပြီးတော့ဒါကဘလို့အနက်အဓိပ္ပာယ်ပြန်ရတယ်ဆိုတာရှိတယ် တီးတန့်ရှိနေတဲ့ပါဠိစကားပြီးပါဠိစကားသည်တီးတန့်ရှိနေတဲ့ပညာရပ်တစ်ခုဖြစ်တယ်။အဲ့ဒီအတွက်ယူသုံးဖို့ကိုအိဗေကလုံးဝမတူနိုင်ဘူး။သူသုံးလို့ကိုမရဘူးပြောရမယ်ဆိုရင်ဘလောက်ထိသုံးလို့မရဘူးလဲဆိုရင်အလွဲတကူကူဆုံးတစ်ခုနေနဲ့ဥပမာအနေနဲ့ပြီးမယ်ဆိုရင်ပါဏာတိပါဒကံသူတော်ဘာသာမတက်ရအောင်။ငါတို့ဘာသာဒီမှာလည်းရှိတယ်အခြားသောဘာသာတွေကပြောသူတော်ဘာသာအသက်မတက်ဖို့ငါတို့ဘာသာတွေကတားမြစ်ထားတယ်။တိလိစ္ဆာန်ကိုတတ်ခွင့်ပြုထားတယ်။အဲ့ဒီကပါဏာတိပါဒကံမဟုတ်ဘူး။ တလိษံတွေကိုတတ်လို့ရတယ်ဆိုတော့ကွာပါဏာတိပါဒကံမဟုတ်တော့ဟုတ်ပြီနော်နောက်တစ်ခါထပ်ပြီးတော့ကြည့်ကြည့်လိုက်ပါဏာတိပါဒကံရဲ့အင်္ဂါရက်ထဲမှာတတ္တဝါလို့တိတိမှတ်တဲ့သဘောရှိတယ်ဒါကတတ္တဝါဆိုတာတိမှတ်ထားတဲ့သဘောရှိတယ်တေစီလိုတဲ့ဆန္ဒရှိရတယ်တေစီလိုတဲ့ဆန္ဒရှိတယ်တတ္တဝါလို့လည်းတိမှတ်ထားတယ်တက်လဲတက်ကြတယ်သိလဲသိရတယ်မတက်ရင်တော့မှသူတစ်ပတ်သားကိုတက်ဖို့တိုက်တွန်းရတယ်အဲ့ဒီတတ္တဝါကသိရတယ်အဲ့ဒီအင်္ဂါရက်နေညီညွတ်ရင်ပါဏာတိပါဒကံဖြစ်တယ် ဲ့တော့ငါတို့ကငါတို့အသက်ကိုခုခံကာကွယ်ပိုင်ခွင့်ကြောင့်ပြန်လုပ်လိုက်ရပါတယ်တတ်လိုက်ရပါတယ်ဆိုလေပါဏာတိပါဒကံပဲအဲ့တော့အခြားသောဘာသာမှာပါဏာတိပါဒကံစောင့်နှိုင်းခြင်းရှိလားလို့မေးမရှိဘူးလို့ပဲဖြေလို့ရတယ်ငါတို့ဘာသာမှာလည်းရှိပါတယ်လို့ပြောရင်လက်ခံလို့မရအောင်အဲ့ဒီတော့သကလုံးကိုယူသုံးလို့မရအောင်အနတ်အဓိပ္ပာယ်မတူဘူးပြည့်စုံနေအဲ့တော့ဒီအရာနေရှိနေတာဖြစ်ခြင်းကြောင့်အချိန်မောင်းများစွာလည်းရှင်းခဲ့ဖို့လေရဟန္တာနှစ်ပါးကို တင်မြောက်လိုက်ပါတယ်ဆိုပြီးတော့ဗုဒ္ဓဘာသာဝင်တွေတောင်မှဗုဒ္ဓဘာသာဖုံးတော်ကြီးတွေတောင်မှယဟန်နာဆိုတဲ့ဇာကောင်တုံးဝင်မရှိဘူး။သောတာပန်တရာကအနာကမဖြစ်ဖဲနဲ့ဖြစ်တယ်လို့တုံးဝင်မရှိဘူး။ဇန်နေမရဘဲနဲ့ရတယ်လို့တုံးဝင်မရှိဘူး။ကုံကုံပြောရင်မကင်၈ပါးကိုတောင်မိမိမှာမရှိဘဲနဲ့ရှိတယ်လို့ပြောဝင်မရှိဘူး။ပြောရင်မြတ်စွာဘုရားကနဲ့မာနဲ့မြမာနဲ့တကွာတော့ဩကာသလောကနှစ်လောကလူမင်းတမနာမြမနာလူများနဲ့တကွာတော့ လူလောကအဲ့ဒီလောကနှစ်ပါးမှာအယုံညံဆုံးတခိုးလို့ပြောထားတာမိမိမှာဘာတရားမှမရှိဘူးမကင်၈ပါးမရှိဘဲနဲ့အခုတချို့သောဂိုင်းနေမကင်၈ပါးတော့မရှိဘူးမကင်၈ပါးကိုနှစ်မျိုးပြထားတယ်နှစ်မျိုးပြတဲ့မကင်၈ပါးမှာလောကအကျိုးစီးပွားကိုပေးနိုင်တဲ့အာတဝတရားတို့ရဲ့အာယုံဖြစ်တဲ့ကောင်းမှုတွေအဖို့ပါကဖြစ်တဲ့မကင်၈ပါးတော့မရှိတဲ့ပုံကိုတွေကသူတို့ကိုသူတို့မကင်၈ပါးနဲ့ပြည့်စုံတယ်လို့ပြောနေတခိုးကြီးစားတယ်အဲ့ဒီလိုပြောပြီးတော့ လူတွေရဲ့လှူဒန်းပူဇော်မှုကိုခံစားနေတခိုးအကြီးစားတွေအဲ့တော့ဗုဒ္ဓဘာသာတွေကနေပြီးတော့တခိုးအကြီးစားတွေကဗုဒ္ဓဘာသာကနေပြီးတော့လူဝဲလဲသွားတာတို့ခနေ့လို့ပြောင်းပြီးဗုဒ္ဓဘာသာကိုပြန်စော်ကားတယ်အဲ့တော့ဗုဒ္ဓဘာသာပါဠိတော်သည်မြတ်စွာဘုရားရဲ့ဘာသာရေးယဉ်ကျေးမှုစာပေတည်တံတည်ရှိရာဖြစ်တဲ့အတွက်ဒီစကားလုံးတွေကိုယူသုံးတဲ့ရည်ရွယ်ချက်ကထင်အောင်ထင်မှားဖြစ်တာကိုမတူတာကိုတူအောင်လို့ယုံညံ့တဲ့စိတ်နဲ့ယူသုံးတာမို့လို့ တုံးရင်တုံးလို့မရဘူးသဘောတဘာဝလည်းမတူအနတ်အဓိပ္ပာယ်လည်းမတူနောက်တဲ့နမူနာတစ်ခုပြောပါဟေးဆိုရင်ဟာလားဘာကြောင့်မတူဘူးလို့ပြောတာလဲဆိုတော့လောကကြီးမှာဖန်ဆင်းတဲ့တတ္တဝါပုံကိုတတ္တဝါတဝရှိတယ်မျက်စိနားနာလျှာကိုစိတ်တွေနဲ့ပြုပြင်မှုတွေစေ့စော်မှုတွေလုပ်နိုင်တဲ့ခန္ဓာ၅ပါးရှိသောပုံကိုတဝသည်ရှိတယ်လို့ယူထားတဲ့အယူဝါဒတွေကျန်တဲ့ဘာသာတရားအဲ့ဒီပုံကိုတရားနေပြီးတော့ခန္ဓာတဲ့အတ္တဆိုတဲ့အကောင်လေးငါဆိုတဲ့အကောင်လေးထည့်ပေးလိုက်တာဖန်ဆင်းရှင်က ဗုဒ္ဓဘာသာမှာငါဆိုတဲ့အကောင်တတ္တဝါလေးမရှိဘူးခန္ဓာငါးပါးအစုအဝေးပဲရှိတယ်။သောတာပန်ဆိုတဲ့ပုဂ္ဂိုလ်သည်သင်္ခါရတရားပြုပြင်ပေးရတဲ့စေစော်ပေးရတဲ့တရားမှန်လို့ရှိရင်အိဋ္ဌဆလို့သိတယ်။သူ့ရဲ့စိတ်ထဲမှာဖန်ဆင်းရှင်ကြီးကဘလို့ရှိပါတယ်ညာလို့ရှိပါတယ်ဘလို့တွေပြောကြိုက်တဲ့လောက်စကလုံးတွေဝေဝါးနေအောင်လာပြောစေစော်တဲ့ရေပွက်ကလေးတက်လာသလိုတကယ်မြန်ဒီလိုတိမြဲနေတဲ့ခန္ဓာ၅ပါးရှိတဲ့တိမြဲနေတဲ့ပုဂ္ဂိုလ်တ attva တူရှိလိမ့်မလားလို့ စိတ်ကလေးစိုးစင်ကြမှာဖြစ်ဘူးအဲ့ဒါတောတာပိုင်ရဲ့အင်္ဂါအဲ့တော့ခြာတော့ဘာသာဒီမှာတောတာပိုင်ရှိမလားဆိုလုံးလုံးမရှိဘူးဖန်ဆင်းရှင်ရှိနေတယ်ဖန်ဆင်းရှင်ဖန်ဆင်းထားတဲ့အတ္တရှိနေတဲ့အတွက်တောတာပိုင်အခြားသောဘာသာဒီမှာလုံးလုံးမရှိဘူးအဲ့ဒီစကားလုံးယူသုံးတယ်ဆိုတာယုံညံ့လို့ယူသုံးတာယုံညံ့တဲ့စိတ်တဲ့အောက်တန်းကြတဲ့စိတ်တဲ့ရှိသလိုဝါရမိုင်းတိုက်ချင်လို့ယူသုံးတာဟုတ်ပြီနော်ဖြေရှင်းရှင်းလေးအဲ့ဒီဖန်ဆင်းရှင်ပုဂ္ဂိုလ်ကြီးကခိုင်မာတော့မတည်တော့ဘဝတစ်ခုကိုဘုံတစ်ခုကိုဖန်ဆင်းထားတာရှိတယ်ဆိုရင် ချမ်းသာတဲ့ဘုံတစ်ခုကိုဖန်ဆင်းထားတယ်ဆိုရင်သင်္ခါရတရားတွေသည်ဒုက္ခလို့မြင်ထားတယ်သောတပန်ကဒုက္ခမြန်တစ်ခုခုတနေရာရာတစ်ခုခုတစ်ခုသောဘုံမှာဒုက္ခမြန်ဖြစ်လီမလားလို့စိုးစင်များစိတ်ကလေးပွက်ခနဲတော့မထအောင်အဲ့ဒါသောတပတ်ဒီဖို့ရဲ့ပုပ်ကိုရဲ့စွမ်းတတ်ဒီသူစိတ်ထဲမှာပွက်ခနဲတော့မထအောင်စိုးစင်များစိုးစင်များမရှိရကိုကိုကို သောတပန် ောတာပတ္တိဖို့တောတာပန်ဖြစ်နေပြီလို့လက်ခံရတဲ့လူအိုက်စိတ်ပေါ်မှာပေါ်ကိုကိုပြန်စစ်ဆေးလိုက်စစ်ဆေးလိုက်လို့အဲ့ဒီလူပွက်ခနဲ့တော့မပေါ်ဘူးဆိုရင်တေချာတဲ့ကိုကိုတောတာပန်လို့ကြည်ခံလိုက်ဟုတ်ပြီလားအဲ့တော့ခြားသောဘာသာဒီမှာတောတာပန်ဆိုတဲ့စကားလုံးယူသုံးလို့မရအောင်ကြံတဲ့တရာကံအနာကံယဟန္တာဆိုတော့ဝေရောရှိကုန်မရှိတာဟုတ်ပြီနော်မရှိဘဲနဲ့ခိုးပြီးယူသုံးတာတာဖြစ်ခြင်းကြောင့်ယုံညံ့တဲ့စိတ်တက်ရှိတယ်အောက်တန်းကြတဲ့စိတ်တက်ရှိတယ်လီစေတဲ့သဘောရှိတယ်မဟုတ်မမှန်ပြောတဲ့သဘောရှိတယ် ။နားလည်လား။အဲ့တော့ဗုဒ္ဓဘာသာဇကလုံးတွေကိုယူသုံးလို့ရလားလို့မေးယူသုံးလို့မရဘူး။အဲ့ဒီဇကလုံးတွေဒီတိဒအနတ်တိတ်လောကလောကလို့ပြောတယ်အရှင်ဖះအဘယ်မြတ်ပြန်လဲလောကလို့ပြောတယ်။ဖောက်ပြန်တတ်တဲ့သဘောရှိတယ်ပျက်စီးတတ်တဲ့သဘောရှိလို့လောကလို့ပြောတာ။အဲ့တော့မပျက်စီးတဲ့လောကရှိနေတယ်ဆိုရင်အဲ့ဒီဇကလုံးကမဆမှားလား။မူသားဝါဒမူတာဝါဒဇကားကိုစပြောတာ။အဲ့တော့မြတ်စွာဘုရားတရားနဲ့လာလာမှမအပ်ဆက်ယူသုံးရင်ယုံညံ့တာသုံးရင်လည်းလူသုံးသုံးရင်ယုံညံ့လို့သုံးတာ အခုနကပါဏာတိပါတာကံလေးတစ်ခုတော့မှယူသုံးလို့မရအောင်အနတ်အိပယ်လည်းမတူမူသားဆိုတဲ့စကားတစ်လုံးမှာတိလျက်နဲ့မဟုတ်မမှန်ဖောက်ပြန်ပြီးပြောတာကမူသားမတိပဲနဲ့တိတယောင်ပြောတာကလည်းမူသားပဲဖန်ဆင်းရှင်ကိုအာရန်နဲ့အေဝါတိပင်နဲ့ဖန်ဆင်းထားတာမမြင်ရဘူးယုံကြည်ရတာပဲရှိတယ်အဲ့ဒါကိုယုံကြည်တယ်လို့မပြောဘဲနဲ့ရှိတယ်လို့တက်တက်ပြောရင်မူသားအဖြစ်အရှင်းရှင်းလေးဒီအဲ့တော့မူသားစကားတိပင်လေးဘယ်မှာသာမှမရှိဘူး အဲ့တော့ယူသုံးလို့ကိုမရတာစကလုံးနေနဲ့အနတ်ဒိဗ္ဗေဒီနဲ့ပတ်သက်ယူသုံးလို့ကိုမရတာအဲ့တော့ယူသုံးရင်ယုံညံ့တဲ့စိတ်နဲ့ယူသုံးတယ်ဝါရမိုင်း